မင်္ဂလာပါခင်ဗျရှင်ကိုခရစ်တစ်ကနေဒီနေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်မင်းအွန်လိုင်းကငလင်တန်တင့်စကိုင်းနဲ့မန္တလေးမြို့ကိုလာရောက်ခဲ့ပြီနဲ့ငလင်တန်တင့်ပြည်သူတွေအတွက်ညီတိအကူအညီမှမပေးပဲငွေကုန်ပေါက်တွေကိုသာဖန်တီးသွားခဲ့တယ်ဆိုပါလေ ရခိုင်ပြည်စစ်တွေမြို့နယ်ကံကောကျွန်းကြေးရွာမှာတဆွဲထားတဲ့အကြဖက်စစ်ကောင်စီတပ်စခန်းကိုအရကတတော်အေအေကဇွန်လအစပိုင်းမှာပဲစတင်ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်က သေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတတ်တော်ကိုများထားပြီးစစ်သားမသားအလောင်းကြီးစီကနေအပုတ်နဲ့နေပါထွက်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြဖက်မင်းအွန်လိုင်းကငလင်တန်တင့်စကိုင်းနဲ့မန္တလေးမြို့ကိုလာရောက်ခဲ့ပြီးမြဲ့ ်ငလင်တန်တဲ့ပြည်သူတွေအတွက်မိသည့်အကူညီမှမပေးဘဲငွေကုန်ပေါက်တွေကိုသာဖန်တီးသွားခဲ့တယ်လို့ငလင်တန်တဲ့ပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့ဇွန်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြက်ဖက်စင်ကောင်းဆောင်မဲအောင်လိုင်းကသခိုင်းနဲ့မန္တလေးမြို့ကိုသွားပြီးငလင်ဘေးတင်ပြည်သူတွေကိုဘာအကူညီမှမပေးဘဲဖျားရီပြန်လဲပြင်ဆင်ဖို့တွေကိုဦးစားပေးလုပ်ရမယ်လို့ပြောပြီးတော့ပြန်ထွက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုမဲအောင်လိုင်းလာမယ်ဆိုပြီးသခိုင်းနဲ့မန္တလေးကငလင်ကြောက်ပျက်စီးနေတဲ့နေအိမ်အဆောက်အုံတွေကိုလည်း စီပင်နဲ့စစ်တပ်ကသွပြားတွေမဖြစ်မနေကာထားဖို့ဖိအားပေးခဲ့တဲ့အပြင်အပြက်စီးတွေကိုလည်းအမြင်တင့်တယ်အောင်ရှင်းလင်းခိုင်းတဲ့အပြင်စောင်းနေတဲ့တိုက်တွေကိုလည်းအစိမ်းအောင်အစတွေနဲ့မဖြစ်မနေကာရမယ်ဆိုပြီးတော့ဒီပါဘာကူညီမှမရတဲ့အပြင်ထပ်ပြီးငွေကြေးကုန်ကြမယ်အမိန့်တွေကိုညွန်ကြခဲ့တယ်လို့မန္တလေးနဲ့စကိုင်းမြို့နီပြည်သူတွေကပြောထားကြပါတယ်လရှိမငလင်ကြီးလောက်ခက်ပြီးတာ3လဝင်းကျင်ရောက်လာတဲ့အထိစကောက်စီဘက်ကနိုင်ငံတကာအကူအညီတွေကိုတာအပိုင်သိမ့်ပြီးတစ်ဖက်မှာတော့ နိုင်ငံတော်အစ်အနေနဲ့ငလင်သစ်ပြည်သူတွေကိုဘာကူညီမှထိထိရောက်ရောက်မပေးနိုင်ပဲစောင်းနေတဲ့တိုက်တာတွေကိုဖြိုပေးဖို့စီပင်ကိုတွားပြောတာတော့၃လစောင်းခိုင်းတာဖြစ်တယ်လို့အခုမင်းအွန်လိုင်းလာတော့လေဘာကူညီမှမရတဲ့အပြင်ငလင်သစ်ပြည်သူတွေကိုငွေကုံပေါက်တွေထတ်လုခိုင်းပြီးတော့တာဒီအတိုင်းလာပြီးပြန်သွားတာဖြစ်တယ်လို့မန္တလေးနဲ့စကိုင်းမြို့နေပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာ ဖက်မှာတော့ရခိုင်ပြည်စစ်တွေမြို့နယ်ကန်ကောကျွန်းကျေးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုအရခတတော်အေအေကဇွန်လအစပိုင်းမှာပဲစတင်ဝင်ရောက်စီးနင်းတိုက်ခတ်ခဲ့မှုအတွေ့စစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများထားပြီးစစ်သားမသားအလောင်းတွေစီကနေအပုပ်နှံ့တွေပါထွက်နေတယ်လို့စစ်တွေသတင်းရင်းမြစ်ကပြောပါတယ်။ ဒါကတော့အဂျပန်စစ်ကောင်စီရဲ့စစ်တွေတပ်ကစနဲ့တမိုင်လောက်သာဝေးတော့တဲ့ဂန်ကိုကျွန်းကျေးရွာအခြေချစစ်တပ်စခန်းကိုအာခတ်တော်အီအီကဇော်လာအစပိုင်းမှာပဲစတင်ဝင်ရောက်စီးနင်းတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကအသီးသီးတိတ်ကုန်ကြတဲ့စစ်သားတွေဟာယာကနန်းဝင်းကျင်လောက်အထိကိုရှီထားပြီးအဲ့ဒီစစ်သားမသာအလောင်းတွေဟာအပုတ်နဲ့တွေပါထွက်နေသလို့ အဲ့ဒီတိုက်ပွဲကဒဏ်ရာရတဲ့သူတို့စစ်သားတွေကိုလည်းစစ်တွေမြို့ကဈေးယုံနဲ့တက်နယ်ဈေးယုံတွေမှာအသေးအတန်စေကုနေရတယ်လို့လည်းစစ်တွေတည်ရင်ရှင်ကပြောထားပါတယ်တိုက်ပွဲဖြစ်ခဲ့တဲ့အဲ့ဒီကန်ကောကျွန်းကြေးရွာဟာစစ်ကောင်စီရဲ့စစ်တွေဒါကစဌာနချုပ်နဲ့တမိုင်လောက်တာဝေးတော့တယ်လို့လည်းစစ်တွေဒေသခံပြည်သူတို့ကပြောထားပါသေးတယ်လက်ရှိရခိုင်ပြည်နယ်မှာအရခတတော်အေအေကတိမ့်ပိုက်ဖို့နောက်ဆုံးကြံနေတဲ့မြို့တွေဟာ ကြောက်ဖြူမန်အောင်နဲ့စစ်တွေဆိုတဲ့၃မြို့ပဲရှိတော့ပြီးကျန်တဲ့မြို့တွေအကုန်လုံးကိုတော့အာရခတတော်အေးအေးကအပိတသိမ့်ပိုက်ထားပြီးဖြစ်ပါလိမ့်ခင်ဗျတဖက်မှာလေကချင်ပြည်နယ်ဖားကန်မြို့နယ်ကလုံခင်းကျေးရွာအုပ်စုအတွင်ရောက်ရှိနေတဲ့အချက်ဖက်စကောင်စီတပ်ကို KIPD ပူပေါင်းတပ်တွေကနှစ်ရက်စတိုက်တိုက်ခိုက်ချေမှုန်းနေရမှာစစ်ကောင်စီတပ်သားအယောက်20ထက်မနည်းကတော့အတိအသေးထားကြပြန်တယ်လို့ KIA စီရေးတည်င်းအရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့လက်ရှိဖက်ကန်မြို့နယ်ကလုံခင်းကျေးရွာအုပ်စုအတွင်းရောက်ရှိနေတဲ့အချက်ဖက်စကောက်စီတပ်ကို KNPD ပူးပေါင်းတပ်တွေကဇွန်လ9ရက်နေ့နဲ့10ရက်နေ့မှာပဲမော်စီစာတဝိုက်နဲ့လုံခင်းကျေးရွာပတ်တွေမှာနှစ်ရက်ဆက်တိုက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစကောက်စီတတစုစုပေါင်းအယောက်20ထက်မနည်းကတော့အတိအသေးထားကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များထားကြပြီ တချို့စစ်သားတွေကတော်လန်ရေးတပ်တွေရဲ့စနိုက်ပါမိပြီးတော့ကိုနေရာမှာတွင်ပွဲချင်းပြီးတေကုံကြတာတွေလည်းရှိသလိုတချို့စစ်သားတွေလည်းကတိမော်ချေးရွာတွေကိုဝင်ပြေးကြတာတွေပါရှိတဲ့အပြင်စစ်ရေးကတော့တင်းမာနေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းနိုင်တိုင်းကော်တောင်းမြို့နယ်ကအကြံဖတ်စစ်ကောင်စီရဲ့ခမရ431တရင်ကိုအပုတ်ခံရတယ်စစ်မှုရန်တပ်သားတဲ့၃ဦးဟာ တော်လန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ပြန်လွှားပြည်တဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူရဲဘော် finish ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ဇွန်လ3ရက်နေ့ကပဲကော်တောင်းမြို့နယ်ကအချက်ဖက်စကောင်စီရဲ့ခမရ431တရင်ကိုအပုတ်ခံထားရတဲ့စစ်မှုထမ်းတပ်သားတဲ့အာကာထွန်းလှဝင်းမောင်နဲ့အောင်ထွန်းလင်းဆိုသူတို့သုံးဦးဟာတော်လန်ရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်။သူတို့ထွက်ပြေးလာတော့ကတော့ စစ်မှုန်တတာအစ်တွေကြီးပဲ၁၀ရောက်အတူတူထွက်ပြေးလာရင်းနဲ့ကျန်တဲ့ခုနှစ်ယောက်ကစစ်ကောင်စီတပ်သားတွေပြန်ဖမ်းတာကိုခံလိုက်ရပြီးသူတို့သုံးဦးသာလွတ်မြောက်လာတယ်လို့ပြောထားသလိုလက်ရှိမှာတော့အဲ့လိုအလင်းဝင်လာတဲ့စစ်မှုန်တတာအစ်သုံးဦးကိုတော်လိုင်းရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပါတယ်လို့လည်းဗျံလွားပီဒီတပ်ဖွဲ့ရဲ့တာဝန်ရှိသူရဲဘော်ဖီနစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ ။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းထိပ်မှာတဆွဲထားတဲ့အကြက်ဖက်စက်ကောင်စီတက်ဂိတ်စကန်ကိုတော်လန်ရိတ်တက်တွေကဝင်းရောက်တက်ခိုက်မှုအတွေ့စစ်သား၃ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းတင်းကြီးရရှိထားတယ်လို့ဖေကွန်ဂိုင်လာဖို့စ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဇော်လာ၁၀နှစ်ဖြစ်တဲ့မနေ့ကပဲကြောက်ကြီးမြို့နယ်ရွာကြီးအင်းထိပ်မှာအင်အား20လောက်နဲ့လာပြီးတဆွဲထားတဲ့အကြက်ဖက်စက်ကောင်စီတက်ဂိတ်စကန်ကိုဒေါ်လိုင်းတက်တွေကဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ်။ ဲ့ဒီလိုတက်ခိုင်းမှုအတွင်းစစ်ကောင်စီတပ်သားသုံးဦးကတော့နေရာမှာတင်ပစ်လဲပြီးအသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်ကျန်တဲ့စစ်သားတွေဟာဒဏ်ရာရတဲ့သူတွေနဲ့ထွက်ပြေးသွားကြတယ်လို့အဲ့ဒီပစ်ခတ်မှုအတွင်းလက်နက်ခရင်ဒီကိုပါတော်လိုင်းတပ်တွေကတိမ့်စီရရှိခဲ့တယ်လို့ဖက်ကွန်ဂိုင်လာဖို့စ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖတ်မှာတော့ကင်းပြည်နယ်ကျုံတိုးမြို့နယ်မှာမူလာတန်းကလေးငယ်၃ဦးအပါအဝင်ပြည်သူ၅ဦးသေဆုံးစေခဲ့တဲ့ ကြံဖက်စကောင်စီရဲ့လေရင်နဲ့ပုံကျဲမှုဖြစ်စဉ်မှာစစ်ကောင်စီဘက်ကနိုင်ငံတကာကနေပိတ်ပင်ထားတဲ့ cluster bomb အမျိုးအစားကိုပါအသုံးပြုသွားတယ်လို့ GNU ကနေတရင်ထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့ကပဲဗတ်တိုက်ပွဲမှာမဖြစ်ပဲဂျပန်စစ်ကောင်စီတပ်ကရတပီသူတွေကိုပြစ်မှတ်ထားပြီးတော့အဲ့ဒီပန်ရက်ကြေးရွာတဲမှာရှိတဲ့နေအိမ်စာတင်ကျောင်းကိုလေရင်ပေါ်ကနေဘုံတွေကျက်ချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကျောင်းတိုက်ခိုက်မှုအတွင်း မူလာတန်းခလိငယ်3ဦးအပါဝင်ပြည်သူ5ဦးတည်ဆုံခဲ့ရတယ်လို့အဲ့ဒီလေချောင်းတိုက်ခိုက်မှုအတွင်မှာစစ်ကောင်စီဟာနိုင်ငံတကာကတားဆီးပိတ်ပင်ထားတဲ့စိန်ကွဲပေါက်ကွဲစီတဲ့ cluster bomb အမျိုးအစားကိုပါအသုံးပြုသွားတယ်လို့ GNU ကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ